မင်္ဂလာပါခင်ဗျာစက်တင်ဘာလ29ရက်နေ့အတွက်ရွှေရန်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများအစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်နာကန်းလွန်တိုင်းဝိတ်ပိုင်လိုင်းကွန်ပရက်ဆာတွေအရေးပေါ်ရပ်တန့်မှုဖြစ်လို့ယာယီမီးပြတ်နိုင်တယ်လို့ YSC ကကြေညာတဲ့သတင်းကိုထုတ်ပြန်ပေးမှာဖြစ်ပါတယ်ခင်ဗျာရန်ကုန်မြို့သဘာဝတိုင်းဝိတ်၃တအားပေးဆက်ယုံတွေကိုတိုင်းဝိတ်ပို့လွှတ်နေတဲ့ရန်နာကန်းလွန်သဘာဝတိုင်းဝိတ်ပိုင်လိုင်းကကွန်ပရက်ဆာတွေဟာအရေးပေါ်ရပ်တန့်မှုတွေဖြစ်တာကြောင့်ဆက်မှုစုံတွေအပါအဝင်နေရာတချို့မှာတအားပြတ်တောက်မှုရှိနိုင်တယ်လို့စက်တင်ဘာလ25ရက်နေ့က ရန်ကုန်လျှက်စစ်တပ် RP Corporation YESC Call Center ကထုတ်ပြန်ထားပါတယ်။အထက်မှဖြစ်စဉ်ကြောင့်တအားထုတ်လုပ်ပို့လွှတ်နိုင်မှု400မဂါဝက်ခန့်လျော့နေသွားတာဖြစ်ပြီးအရေးပေါ်ဝင်အားထိန်းချီခြင်းတွေအချိန်ပိုင်းဆောင်ရွက်ရမှာဖြစ်တာကြောင့်စက်မှုစုံတွေအပါအဝင်နေရာတချို့မှာတအားပြတ်တောက်မှုတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ရန်ကုန်မြို့မှာမနက်9:00နာရီကနေညနေ9:00နာရီအတွင်း၄နာရီကြာအလှည့်ကျနဲ့မီးပေးနေတာဖြစ်ပြီးညဘက်တီကွေတော့မီးပေးနေတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ဒုက္ခတကုံမှထပ်မံ BCC တိုင်၅လုံးနဲ့ပြန်သိမ်းထားတဲ့အခန်းများအတွက်မဲနိုင်ခွင့်ရှိသူများကိုမဲနိုင်ပေးသွားမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒုက္ခတကုံပြည်သူ၅အိမ်ယာမှထပ်မံ BCC တဲ့တိုင်၅လုံးနဲ့ပြန်လည်သိမ်းဆည်းထားတဲ့အခန်းများအတွက်မဲနိုင်ခွင့်ရှိသူစီးရင်များကိုစက်တင်ဘာလ26ရက်နေ့မှာကျင်းပမှာဖြစ်ပြီး29ရက်နေ့မနက်9:00နာရီမှာမဲနိုင်ပေးတော်မှာဖြစ်ကြောင်းမြို့ပြနယ်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကအသိပေးထားကြောင်းသိရပါတယ်။မဲနိုင်ခွင့်ရရှိသူများကိုဖုံးဆက်အကြောင်းကြားပေးနေပြီး မဲနိုင်ခွင့်ရရှိသူစီးရင်ကိုစက်တင်ဘာလ26ရက်နေ့တင်ကန်းကျွန်းကမာရော့ဘဟန်ကြောက်တရားတကုံတကုံမျိုးသည့်တောင်ပိုင်းတကုံမျိုးသည့်စိတ်ကမ်းမျိုးနဲ့အုတ်ချုပ်ရည်မှုရုံးများမှာကြေညာပေးတော်မှာဖြစ်ကြောင်းအသိပေးထားပါတယ်။ဒုက္ခတကုံပြည်သူအငှားအိမ်ယာမှထမှန်ပြီးစီးသည့်ဒိုင်ကားလုံးအတွက်ကိုမူတင်ကန်းကျွန်းကမာရော့ဘဟန်ကြောက်တရားတကုံတကုံမျိုးသည့်တောင်ပိုင်းတကုံမျိုးသည့်စိတ်ကမ်းမျိုးနယ်များမှရှောက်လာတင်သွင်းသူများအနက်မှတန်းစီစရာအလိုက်ပညာရေးဝန်ထမ်းများအနက် မဲနိုင်ခွင့်ရှိသူများကိုဌာနမှဆက်သွယ်ပေးတော့မှာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့ဘုဒ္ဓထောင်ဖရာအနီးဂௌတရဘော်ကနေပုပ်ပွားသေးဆုံးနေတဲ့အမည်မသိအမျိုးသမီးယုံလောင်တွေ့ရှိဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဘုဒ္ဓထောင်မြို့နယ်မှာရှိတဲ့ဘုဒ္ဓထောင်ဖရာအနီးကုန်းတရားပေါ်မှာတည်ဆုံနေတဲ့အမည်မသိအမျိုးသမီးယုံလောင်တက်လောင်းကိုစက်တင်ဘာလ25ရက်နေ့မနက်7:00နာရီအချိန်ကတွေ့ရှိခဲ့တဲ့လို့ရှင်တန်ရေးလူမှုကွန်ရက်အသင်းကလူမှုကွန်ရက်မှာအသိပေးထားပါဗျ အဆိုပါတည်ဆုံးသူအမျိုးသမီးဟာအသက်55နှစ်အရွယ်ကရှိမယ်လို့ခန့်မှန်းရပေမဲ့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကတော့မသိသေးရတဲ့အတွက်ယခုအချိန်ထိလည်းမိသားစုနဲ့အဆက်အသွယ်မရရှိသေးဘူးလို့ဆိုပါရယ်လက်ရှိမှာတည်ဆုံးသူအမျိုးသမီးရဲ့ယုံလောင်းကိုပိုင်ရှင်မဲ့ယုံလောင်းဖြစ်ရှင်သန်ရေးလူမှုကူညီအသင်းကရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ကူညီပေးနေတယ်လို့သိရပါရယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကျပ်29ဘီလီယံကျော်ကျော်တန်ဖိုးရှိတဲ့ ice 998 kg ကို ဗုဒ္ဓထောင်မြို့နယ်ရန်ကုန်မြို့အတွင်းမှာဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်မြို့မြက်စိမ်းကျောမှာတဆင့်ပင်လယ်ဝသို့ဆက်လက်ဖြင့်ပို့ဆောင်မဲ့29ဘီလီယံကျော်တန်ဖိုးရှိ ice 969ကီလိုအားဗုဒ္ဓထောင်မြို့နယ်ရန်ကုန်မြို့အတွင်းမှာဖမ်းဆီးရမိကြောင်းသိရပါတယ်ရန်ကုန်တိုင်းဒေသကြီးဗုဒ္ဓထောင်မြို့နယ်ရန်ကုန်မြို့အတွင်း၌လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာစက်တင်ဘာလ16ရက်နေ့ကလက်ကဲဆောင်ရွက်စဉ် ice 969ကီလိုခံမှန်းတန်ဖိုးချက်29.1ဘီလီယံခန့်အသက်ဆောင်လာတဲ့ တာမန်ဆက်လက်တည်းစီအားဖမ်းဆီးရမိခဲ့ပြီးဆက်လက်ဖြင့်တည်ဆောင်သူများအပါအဝင်အဆိုပါမူရေးစေဝါများနှင့်ဆက်နွယ်သူ6ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်ဆက်ဆက်ဖော်ထုတ်ချက်များအရအဆိုပါမူရေးစေဝါအားရန်ကုန်မြို့မြတ်စိမ်းကျုံးမှတစ်ဆင့်ပင်လယ်ဝသို့ဆက်လက်ဖြင့်ဆက်လက်ပို့ဆောင်မိဖြစ်ကြောင်းသိရပြီးဖမ်းဆီးရမိသူများအားမူရေးစေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားကကွင်းဆက်ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်